ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Ambitious Horror Story Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ကောက်မှာတော့ပရိသတ်တွေအတွက်စာရေးဆရာမောင်မျိုးမိုင်းတန်လင်းရေးသားထားတဲ့သင်္ကန်းလက်ဆောင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ရှင်။ကျမကတော့အစီအစဉ်တင်ဆက်သူမီမီပါ။ပရိသတ်တို့အနေနဲ့ VPN လေးခံပြီးတော့နားဆင်ပေးဖို့အတွက်တောင်းဆိုခြင်းပါတယ်ရှင်။ဒီနေ့နေခင်း12နာရီခန့်တွင်ဘန်ဆိုရလန်ရှင် GEC တမအယောင်ဆိုင်သို့ရောက်သွားခဲ့၏။ အရင်မှာမိတ်ဆွေစာရေးဆရာမောင်စိန်လှိုင်းဥတာရှင်ဤသူကရှင်မတောင်ချီအမေရွာအဖေရွာပတ်မှရွှေညာသာစာရေးဆရာမဲမဲညိုညိုမြင့်မြင့်ကြီးတင်ကိုစိန်လှိုင်းသည်၎င်းကြည်အေးစီတမ၌တာဝန်ခံတဦးဖြစ်၏သူတို့ဆိုင်မှာ ကုန်ပစ္စည်းအစစ်အမှန်ကိုဈေးမှန်ကိုရောင်းလေရှိ၏သူရဆမကန်စင်းနှင့်တိတ်တိမူမကန်စင်းမှစာမူကလည်းရလာခဲ့၍ငကိုရှိမှန်းချက်အတိုင်းဝါဆိုသင်္ကန်းကတ်လို့ရကိုစိန်လှိုင်းတို့ဆိုင်မှာ ေါ်ပလင်သင်ကန်းထွေဆောင်ဝင်လိုက်သည်ပြီးမှရဲဝော်ကြီးကိုစိန်လိုက်ရှိရာရုံးကန်းသို့ဝင်လိုက်၏သူသည်သင်ကန်းဘူးနှင့်ကျွန်ုပ်ကိုမြင်သည်ရှိသောလွန်စွာအံ့ဩသွားပြီးဆရာဖုန်ကြီးဝတ်တော့မလို့လားယင်မန္တီလာမြင့်ကိုဘယ်လိုလုပ်ခဲ့မှာလဲယင်သူသည် အကျွန်ုပ်ကိုလွန်စွာအထင်ကြီးရှာ၍အံ့ဩစွာမေးလိုက်၏ညီလာမြင့်ကိုပေါင်ချိန်နဲ့ဆင်မလိုက်ဝတ်သက်ရုံမှာရောင်းခဲ့မယ်ဆရာကိုစိန်လိုက်ယင်ဝန်နိုင်ကြပါမလားဆရာယင်ပြောပြီးသူကရှိလေ၏ညီလာမြင့်ဆိုသူက ဘာမှအပြိုကျစ်ဖြစ်၏သူသည်ကျွန်ုပ်အားအကိုအကိုနှင့်ဟော်ရွေပြီးလုံစွာသဘောကျနေသူကြီးဖြစ်၏သို့သောကျွန်ုပ်မှာသူမကိုမစင်စားရင်အเจ้าမှာကသူမသည်အသားမဲ၏နှကန်းချော်၏နရွက်ကား၍တွင်လာကြ၏အရက်ကလည်းကျွန်ုပ်ထံမြင်၏မဲမဲထော်ထော်ကားကားမြင်းမြင်းကအရေးမဟုတ် အရေးဟုတ်သည်ကအပြိုကျစ်ဒေါ်နီလာမြင်သည်တရလုံးဝချင်းပေတီမင်းသမီးချောက်ပွင့်ထက်တစခွဲဝါရှာလေ၏ လူတွဲ၄၅ယောက်နဲ့ထူပေးမှထားလို့ရ၏။မဲဆိုင်ကမှသူမကိုမတင်။သုံးမင်းများသာရှိသေးလျှင်ဖင်ထောင်သွားနိုင်၏။ဗမာသူမအတက်ကလထိုင်းကိုတီးတန့်ရှဲအော်ရာမှ၍စီစဉ်ပေးရ၏။ဝါကောင်းတကောင်းကိုတထိုင်နဲ့ကုံအောင်အချင်းရင်နဲ့တိုးစားတော်သူမကြီးကိုကျွန်ုပ်လိုစေစလုံးပလူယုံနဲ့နန်ကားနေတော်ဒီနာနာသည်ညီတို့ပေါင်းဆက်၍ရာအန်နီသို့သောကျွန်ုပ်ကိုလူလောက၌မမြင်လို့ကြသူတို့သည်သူမကြီးနှင့်ဆက်ဆက်ကြကုန်သည်ရှိသော တို့ကလုံးမေးလာတိုင်းရှင်နာလုံးကြေကွဲလုံးလာ၍စင်မလိုက်ဝတ်တက်ယုံမှာပေါင်ကျိန်နှစ်ရောင်းခဲ့မည်ဟုကြည်ဘူတော်ရတော့ဤဝတ်တက်ယုံကလည်းသူမကိုဝယ်မည်မထင်အကြောင်းကသူမချင်းဤအရေးပြားသည်ဝါကောက်ထက်ဂျုံလုံးမာလုံးရကဓာတိုးနိုင်ဝယ်မမြင်သောကြောင့်တင်ဆရာကစိတ်နာပြီးတော့ဘွားရင်ဖုန်ကြီးဝင်မယ်ပေါ့ဟုတ်လားမဟုတ်ပါဘူးဆရာစိန်လိုက်ရဲ့ဘွားစုတင်ငန်းကတ်ချင်တော့ပါ အော်ဒီလိုလား တာရုပါဗျာတာရုတာရုကျွန်တော်တို့လည်းဖိတ်နော် ပြီးတော့ဟိုခမရဲ့အချစ်တော်မန်နီလာမြင်ကြီးကိုလည်းမဖိတ်နိုင်ပါဘူးဗျာ။ဝတ်သက်ရုံကိုပဲတန်းဖို့ပေးကြပါ။ဟာဟာဟာဒီလောက်ဆူဤနေတာကိုများဗျာ။ကဲထိုင်များဒီလိုနဲ့ရီဝဲဖွဲကြရဲမှဆရာကိုစင်လန်ကြီးကသင်္ကန်းနဲ့ဇလင်းသော ပုံမြင်လိုလိုဇလန်းတစ်ခုကိုပြောပြ၏။၎င်းဇလန်းကိုလုံခဲ့သည့်အနှစ်20ခန်းကဘာသာရေးစာဆောင်တစ်ခုမှတိကျရခြင်းဖြစ်သေးတယ်။စာရေးသူတော့ကြာ၍ဝင်နေပြီတဲ့။ သူပြောပြသည့်ဇလန်းကသင်ငန်းနှင့်ဇလင်းသည်ဇက်ကြောင်းအတူလေးဖြစ်၏၎င်းဇက်ကြောင်းလေးကိုသဘောကျ၍ကျွန်တော်ချက်ထွင်ဖွင့်နေပြီးအစ်စ်မွန်မန်ရှေးဖွင့်လိုက်ရပါသည်အမိမသိဇက်ကြောရရှင်ဆိုင်ရင်ဆရာကိုလည်းကာဝရပြပါသည်ခမမူတူခောတိန်ွယ်ဦးနှင့် အောင်ကျော်ခောမိုးနေပွားတို့သည်တူတုံစင်းညီအကိုရင်ကဲ့သို့ချစ်ခင်ကြသူများဖြစ်၏မူတူတိန်ွယ်ဦးကကျပင်းစိတ်ပေါ်၍ရောင်း၏အောင်ကျော်မိုးနေပွားက အခါစားဝတ်ပေါ်ပေး၏။ဆိုရလျင်နှစ်ယောက်စလုံးသည်အာကုတော်အလုံးနှင့်အတမွေးကြ၏။ညနေရောက်လျင်ရွှေဝင်းတို့အရက်ဆိုင်မှအရက်တောက်ကြ၏။မူလာလျင်မိုးနေပွားအောင်ကြောက ကလားလူတချင်းဆိုပြီးမူတူးသိမ့်နယ်ဦးကမြမာလူကဤဆန်ရှင်ရွှေဝင်းကလင်မန်းကိုတရုတ်မသားချလင်တီးသည့်ဘင်းနံမျိုးနှင့်တူအောင်တည်နေရှိ၏ဤကသူတို့သုံးဦး၏မပြတ်မကွက်ညနေနေဆက်တူကအပန်းဖြင်းဤဖြစ်၏တခါသောမိုးလေပွားအောင်ကြောသည့် ဝက်ကိုပေါ်အီသူ့ရဲ့ဝက်ထိုးတားချက်ကဝက်အီနှလုံးကိုဖောက်လို့ရှိ၏ဝက်အကောင်90ခန်းကိုတစ်ချက်စီထိုး၍တက်သည်နှင့်ဝက်အကောင်90အနိမ့်စရောက်လို့ရှိ၏ဒီတခါပေါ်ရမည့်ဝက်များတဲ့တွင်အလွန်ကြီးသောဝက်ကြီးတစ်ကောင်ပါလာ၏မိုးနေပွားအောင်ကြောအပြောအရာ၎င်းဝက်ကြီး၏မျက်နှာမှာသူနှင့်မတည့်သောရဲမောင်ကြီး၏မျက်နှာနှင့်တူ၍ဆိုပြီးတစ်ချက်အစစ်ထဲပြီးနှစ်ချက်ထိုးလိုက်ရကဝက်ကြီးတင်ဝဲဝင်လေ၏ဒီနောက်ကြံဝက်များကိုတက်ပြီး ကျွေးတန်ရှဲရှဲနဲ့လှဲလာလိုက်တော့အခါရဲမောင်ကြီးမျက်နှာနဲ့ကျူတော်ဝတ်တဲ့ကြီးသည်မတ်တရက်လက်သူ့ကိုကြည့်ပြီးဝမ်းဟုအတံပြုကဝတ်တဲ့များသာလိုက်ပတ်တည်ရှိတော့ငိုးနေပွားကြားကင်ပြီးအလန်တကြားအော်ရွေပြင်ရတော်သည်တေရပြန်ဝတ်ကြီးကအော်ရွေလိုက်ပတ်သူကအော်ရွေလက်ပတ်ပြီးနောက်ဆုံးတကားကိုဆောင်ကပ်ဖွင့်ပြီး အပြင်တို့ခုံထွက်ကအော်ပြေတော်သည်ဒီအချိန်မှာဝတ်ပိုင်ရှင်သားချင်းများရောက်လာကြပြီးမိုးနေပွားဘာဖြစ်လို့လဲဟာပိုးပွားကြီးဘာဖြစ်လို့လဲဘာဖြစ်လို့လဲသိ ိနေတော့ဝက်ကြီးကထထပြီးတော့ပတ်လို့ဗျမပွားရတိနေတော့ဝက်ကထပတ်ပါမလားကွမသေးလို့နေမှာပေါ့ကျုပ်နှစ်နှစ်ချက်တောင်ထိုးခဲ့တာဗျသေးတာကြကြာလာပြီအားလုံးပြီးမှဒီတီကအပမိပြီးထပတ်တာစီပွားအဲ့ဒီဝိဘမှာလဲပန်ရှင်ရွှေဝင်းကြီးဆိုတော့တရုတ်ပေါက်ဖော်ကြီးကမဲဤအထဲမှာတောင်းညက်နေတဲ့တည်းခေကောင်တွေလက်နက်တွေယူခဲ့ဝဲရုံထဲကိုပြောင်းဝင်ကြဒီဝက်တာလုံးရင်စီပွားနှီးကိုဥလုံးဖြုတ်မယ် လာကြဟင်လာကြဝင်ကြတရုတ်တည်းကြီးရွှေဝင်းကြီးသည်ဘိုက်ပူကြီးကိုမပြီးသူ့လူများကိုခေါ်ရဲအော်ရဲဆဲရဲရဲဝတ်သက်ယုံတဲ့သူဝင်ခိုင်း၏စောတဲ့ဝင်ငဖုံးနှင့်မိုးနေပွားတို့ဓာလန်ညကိုကန်၍မဝင်မရဲနှင့်အပေါဝမချောင်းကြည့်လိုက်သောအခါဝတ်ကြီးသည်တွေးတန်ရဲရဲနှင့်တုံကြည့်ရိုင်းနေစားရှောင်းနေပြီးတအီအီအော်နေ၏ဟိုမားဗျအေးဟာမသိသေးဘူးဝိုင်းဟေးချချမောင်ဖုံးကညာတန်ပင်၍ လှံကိုမြောင်းလိုက်၏ဒီမှာတန်ရာရနေသောဝတ်ကြီးသည်မိုးနေပွားကိုမြင်သွားပြီးရှင်ကောင်းသံကြီးပင်ပြီးပြင်း၍လိုက်ပရကမိုးနေပွားအတန်ကုန်အောင်၍အပြင်မောင်ဖုံးရဲ့လှံချက်ကဝတ်ကြီး၏တန်ရာရလက်ပြင်းနာကိုတောင်းဝင်းကပြက်လဲကျသွား၏ဝတ်ကြီးသည်မြေပြင်မှလွန်းလို့ရင်မိုးနေပွားရဲ့မျက်နှာကိုမော့ကြည့်ကအသက်ထွက်သွားလေသည်ထိုနေ့ထိုရမှာစား၍မိုးနေပွားဝတ်တန်ရသည့်အလောက်ကိုကြောက်ရွံ့သွား၏ဆက်ဆုပ်သွား၏ အညိုကြီးအမှတ်တညာကြီးလာသောဝကြီး၏အသေးဆုံးလာသည့်အပြစ်ကိုကြည့်၍ရင်များတုန်ခါသွားခဲ့သည်ညအရာဝင်၌အိမ်မက်ဆုံးမြမတ်၏မိုးလေပွား၏ရံပတ်ရဲမောင်ကြီးမျက်နှာနှင့်တူသောဝကြီးကသူ့ကိုတရကြမ်းလိုက်ပတ်၍သူသေးပြေးရှင်ပြေးပြေးရ၏ဝပတ်၍သူ့ဦးများဘိုက်မှတန်းလန်းကြနေသည်ဦးတန်းလန်းကြကြီးနှင့်သူ့ရင်းစားမပြောခြင်းရဲ့နာမည်ကိုအောက်ခေါ်၏အိမ်မက်မှနိုးလျင်သူ့တကူလုံးချင်းများနေနေ၏ ၎င်းအိမ်မက်ကိုညာတိုင်းလိုလိုမရပံများလာသောအခါသူကြောက်လာသည် အရက်ကိုနိုးသည်နှင့်ထားတောင်းရသည်နောက်ဆုံးဘုံကြီးကျောင်းသို့ရောက်သွား၏ဒီမှာသူဤငယ်စရာတော်ဘုံကြီးဥမိုင်းနှင့်တွေ့ပြီးပါဏာတိပါတာကံရဲ့စိုးကျိုးနဲ့ဝိဣစိုးကျိုးတန်တရာစိုးကျိုးကိုနားလေသဘောပေါက်ကယဟန်ပြုတ်၍သွားခဲ့၏မိုးလေပွားယဟန်ဝတ်သွားပြီးဟုကြားရသောအခါဘူတူးသိမ့်နယ်ဦးလွန်စွာအံ့ဩသွားပြီးဘုံကြီးကျောင်းသို့သွားတွင်၏ငါတို့အရင်ကလို့ ညနေတိုင်းတောက်ပြီးမကရတော့ဘူးပေါ့တငယ်ချင်းဟုပြောပြီးငိုရှာ၏ဝတ်တတိတရုတ်ပေါက်ဖို့ကြီးဥရွှေဝင်းကြီးကလည်းသင်ငန်းပြန်ချွတ်ပါဈေးပိုပေးပါမည်ဟုတကြည်ကြီးလာပြော၏မိုးနေပွားခေါ်ဥစဉ်ဥပွားကခေါင်းရမ်း၍တရားပြပြီးပြန်လှည့်လာရသည်ကျန်လူများကလည်းမိုးနေပွားတကယ်သင်ငန်းဝိယဟန်ဘဝရောက်သားရဲ့အံ့ဩလို့မစုံမိုးနေပွားရဲ့စတူမပြောကြီးကလည်းညရည်လေးဆန်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 းနဲ့ရောက်လာပြီအပီးဝင်းမာလာကိုပွားအဲဥစဉ် ဝတ်တော်မဲတကားမှချင်းပြောကိုမချစ်တော့ဘူးလားကိုပွားအဲအဲဦးစင်အဝိစာရောတဏကိလေသာရောအာကုတ္တအတ္တမပါငါတန်ရောစင်ဖြားလိုက်ပြီးမပြောအရင်နေ့ကမပြောကြည့်မျက်နှာကိုလဝါနဲ့အုတ်ဆိုင်ကိုပင်ဘုံကြီးကြောင့်မှပြေးထွက်လာ၏ဒါကိုမုတ်တူးတိုင်းနဲ့ဦးမြင်တော့စိတ်မက မပြောကြည့်ကမိုးနေပွားကိုရင်နှင်းအမျှချရှာ၏ညှန်လင်းချက်ကြီးစားလဲထား၏အခုတော့အချစ်တွေပြုတ်ပြုတ်ပြုံးကျခဲ့ပြီးတမှုတရာအမိုးခေါင်ခဲ့ပြီး အော်မိုးနေပွားမိုးနေပွားသူတကယ်ကိုပြတ်သားသွားပါလားဘာကြောင့်များတီတောင်ကြီးကြောက်သွားရပါလဲမူတူးတိုးကလေးစဉ်းစားနေမှာနေတိုင်းညတိုင်းဖြစ်သည်မူတူးမိုးနေပွားတမိတ်ပါ၍စုံးခံကြသည်ကိုနေတိုင်းမြင်ရ၏မူတူးကလည်းစားစရာလေးများလောင်းလေးရှိ၏ဒီမှာမူတူးစိတ်မကောင်းစရာတစ်ချက်ကိုသွားမြင်လိုက်သည်သူတငယ်ချင်းမိုးနေပွားမှာသင်္ကန်းမိုးဆူလျင်လဲစရာမရှိသူအကရှင်လဲသင်္ကန်းနှင့်နေရသည် ဒီလောက်ကျုံးခဲ့သည့်လောကမှာမိုးနေပွားပျော်ပိုက်နေသည်ကိုလည်းအလွန်အံ့ဩနေ၏သူနှင့်သူ၏တငယ်ချင်းကိုပါလက်ဆောင်ဝယ်ပေးရလျင်ကောင်းပြီဟုမူတူစဉ်းစား၏အင်းညင်နှင့်ပစုံဒါလည်းသူတို့ရဟန်းနေမဆိုင်ဘူးလို့မရအညာဆောင်ရောဒါလည်းမသိဟုသိရ၏နောက်ဆုံးသင်္ကန်းတစုံဝယ်၍မိုးနေပွားဦးစင်းကိုလက်ဆောင်ပေးလိုက်၏ဘာသာချင်းမတူသည့်ဖြင့်မူတူမကတော့ဦးစင်းမိုးနေပွားကဝမ်းတာလုံး၍ မူတူးသိန်းနှင်ဦးကိုစုရီအများကြီးပေးခဲ့၏။ငါတငယ်ချင်းတကာမူတူးသည်ဘာသာခြားသူမျိုးခြားဖြစ်တော်လဲ။ငါရဲ့လိုအပ်ချက်ကိုသိပေ၏။ဤကုသိုလ်ကောင်းမှုကြောင့်တငယ်ချင်းတကာကြီးမူတူးဒုက္ခဆင်းရဲမှကင်းကျင်းပါစေ။အသက်ရှိအနာကင်းပြီးမြတ်သောဘဝကိုတည်မြဲရရှိပါစေ။သာဓုသာဓုသာဓုတကာမူတူး။မူတူကသူ့ဤတငယ်ချင်းမိုးနေပွားယဟန်ကသူ့ပေးသည့်သင်္ကန်းကိုကာ၍စုများချင်းမြင့်နေသည့်အတွက မူတူးဘာရမဟုတ်အလွန်ကိုဝမ်းသာနေ၏။ငယ်ချင်းယဟန်မျက်နှာပေါ်မှဝမ်းသာကြည်နူးရဲ့ညာကိုကြည့်၍မူတူးလည်းလွန်စွာကြည်နူးချမ်းမြေ့သွားခဲ့ရ၏။ပြန်တော့မူတူးတို့အတိုင်းဝိုင်းမှာပြောစရာဖြစ်သွားခဲ့၏။ဟိတ်ကောင်မူတူးဘာလဲဆိုပရာစာမိမင်းကဖုန်ကြီးမိုးနေဘွားကိုတင်ငန်းလှူရဲစုံလှူတာမဟုတ်ဘူးလက်ဆောင်ပေးတာပါကွာမင်းနဲ့ဘာဆိုင်လို့လဲဒီလောက်ညံ့ရသလားကွာဟမ်ကျန်လူများကလည်းမူတူးကိုဝိုင်းရေဝေဖန်ကြသည်ဟာ ဒါငါတငယ်ချင်းလို့ပေါ်ကိုင်းမှကိုရောကတောက်ပေါ်တောက်ပါကွာ။ तू အခုကောင်းကောင်းမွန်မွန်နေနေတာအဝတ်အစားဆင်းရဲလို့ तू ဝေ့လို့ရတဲ့ဟာလက်ဆောင်ပေးတာဘာဖြစ်လဲကွာ။ဘာဖြစ်လဲ။ဘူတူးကလည်းအားလုံးကိုပြန်၍ဘူတော်ပြလာ၏။သူအကားရင် तू နှစ်ဘာသာတူလူမျိုးတငယ်ချင်းဆွေမျိုးများကသူ့ကိုရှုံချယုံရှာအပြစ်တင်ပြီးမနှိမ့်မြသောမျိုးလုံးများနဲ့ကြီးကထွက်သွားကြလေသည်။နောက်ပိုင်းသိစကားမပြောကြတော့ပေ။တနေ့ဘူတူးရွာများမှတက်အရှင်များကိုဝယ်၍ အငားကားနှင့်ပြန်လာခဲ့၏သူအလောက်ကရွာများသို့ဆင်း၍တက်အရှင်ဘဲငန်းအရှင်နှင့်စိတ်ညာကိုဈေးတသက်တသာပေး၍ဝယ်ပြီးညိုဈေးမှပေါ်၍ဈေးတင်ရောက်ရ၏ဇီဝရေးကောင်း၍မိသားစုရွှေနှင့်ငွေနှင့်ဟန်ကြပန်ကြရှိ၏သို့သော သူကိုယ်သည်အမြဲတမ်းတရိษံအနံ့အသက်များနှင့်နှံဟောင်းနေရကတချို့ကသူနှင့်ကြကြရဲ၍စကားမပြောချင်းကြရွှေနှင့်ငွေနှင့်ဖြစ်နေရသောဥမှုတုဟုပြုံးပြီးခေါ်နေကြရ၏ဒီမှာကန့်ဆိုးကြတော့ ကားမောက်သွားခဲ့ပြီးသူ့စေယုံတို့တန်ရတန်ချက်များစွာဖြင့်တတိလိမင်းမျောသွားခဲ့သည်စေယုံမှဆရာဝန်များကသူ့ကိုစူးစား၍ကုသပေးကြပါတော့လဲတန်ရများကလွန်စွာစိုးရိမ်ရာ၍အရေးပေါ်စောင့်ကြည့်နေကြရ၏ဒီမှာမူတူအဖွဲ့ဖြစ်ရဆံများကိုကြုံရတော့၏သူ့ကိုအလွန်ကြောက်စရာကောင်းသောအယုတ်ဆူဆူလူကြီးသုံးဦးကလာခေါ်ကြသည်မူတူမင်းငါတို့နဲ့လိုက်ခဲ့အခုလိုက်ခဲ့အိုးမလိုက်ဘူးမလိုက်ဘူး မင်းတို့ကဘယ်သူလဲခင်ရလဲသွားသွားမရဘူးမင်းကိုခေါ်ခိုင်းလိုက်လို့ထလူယုံဆိုးလူချမ်းကြီးများကသူ့ကိုကရင်ပေါ်မှဆောင်ဆွဲရေးခေါ်ကြသည်မူတူးကြောင်းလန့်နာကျင်လုံးရဲ့အော်ပင်အကူညီတောင်းသည်သူ့နှစ်ဘေးမှာဘယ်သူမှမရှိ သူကဆွေမျိုးသားချင်းများကိုအော်ဟင်းရဲ့ခေါ်သည် သို့သောပါဇက်ကအတန်လုံးဝမထွန်းအဲဒီအချိန်မှာကြောင်းမပွဲအယုံဆိုးလာသောလူချမ်းလူမဲကြီးသုံးဦးကသူ့မျက်လုံးကိုပဲ၍အတင်းရရဆက်ဆက်ဆွဲခေါ်သွားကြ၏ သူအလွန်ဝေးလာသောခရီးတစ်ခုကိုရောက်သွားသည်။သူရောက်နေရာကိုရမမင်းတိုင်းပြည်ဟုဆို၏။ဒီမှာရမမင်းဆိုသူလူထူးဆန်းကြီးနှင့်တွေ့ရ၏။သူတို့ကလူပြည်မှာသူကျူးလွန်ခဲ့သည့်အကုသို့အမှားစင်းများကိုအကြကြီးဖျက်ပြကြသည်။မူတူညင်းလုံးများအားလုံးအတိအကျအမှန်ကန်နေသည်။သူငုံ၍တောင်းပန်သည်။လုံးဝတောင်းပန်လို့မရ။ဒီမှာပဲရမမင်းဆိုသူကအနှစ်ပေါင်းများစွာငရဲကြစီဟုအမိန့်ချလိုက်သောအခါငရဲသားလူကြမ်းကြီးများကသူကို ခွေးသိကောင်ဆွဲကြသလိုကန်ကြောက်၍ဆွဲခေါ်သွားရန်သူမြေပြင်သို့ပြန်ရောက်လာ၏။သို့သောလူကိုအဆာအနာမတွေ့ရဒီမှာပဲမြေကြီးနှစ်ချမ်းကွဲသွားကမြေအောက်မှမိညာများအပေါ်သို့ပွင့်ကန်၍တက်လာကြသည်။မူတုပုံလွင်၍ငဲတံပအောင်အော်လိုက်သည်။ဒီနောက်ငရဲသားခေါ်လူကြမ်းကြီးများကမြေအောက်တွင်နေကြရသောသူကိုပြစ်ချလိုက်တော့၏။မူတုကအမေကို၎င်းအဖေကို၎င်းအတန်ကုန်အဟိ၍ခေါ်လာ၏။သူနှဆိုင်လာသောကျဉ်နေကြတဲ့သော တရွတ်ရွတ်ထိုးကြနေသည်မိညို့မိညာများပြေးလွှားအောင်ဟဲ့ညီညို့သားများလမ်းအောင်သားများမိုးချုံပြစ်တလုံးခွေးဟောင်းသားများတန်ရင်မိုးတဲမိုးကဲမိုးရွာသားများကြမှဖြန့်၍သူအောက်သို့အရှိန်နှင့်ဆင်းနေသည်အတန်ကြာသည့်တိုင်မြေပြင်လိုအရာမျိုးပေါ်သို့သူမကြသည်ပူလုံးလာ၍သူ့အရေးပြားများစပင်များအရေးပြောကုန်သလိုရှိ၏သူကြောက်လုံး၍တယောက်သောသူကိုပြေးတည်ရလိုက်မိသည်သူတငယ်ချင်းမိုးနေပွားယဟန်တငယ်ချင်းမိုးနေပွား ငါကိုကဲပါငါကိုကဲပါဒီမှာပဲသူအောက်ခံပစ္စည်းတစ်ခုပေါ်တော့ပြုတ်ချသွား၏အရာဝတ္ထုကအဝတ်ဆလိုပိတ်ဆလိုပကတ်လိုအရာမျိုးပကတ်အောင်မှလည်းအော်ဟစ်ညညသားများဒေါသတကြီးချိန်ဝါထုနှက်သားများတရှိန်ရှိန်မီးလျံများခွေးအော့သားများကိုကြောက်ခမန်းလိလိကြားနေရ၏မူတူးမျိုးလုံးဖွင့်၍ကြည်လိုက်သည်ပြီးနောက်အောက်ခံပကတ်ကိုလက်နှင့်ဆန်းလိုက်သည်ဒီမှာမီးရောင်နှင့်သူပကတ်ကိုမြင်လာရသည်အလိုအဝါရောက်မှလား သေးသေးချာချာကြည့်လိုက်တော့တင်ငန်းအလိုဒါဒါမိမိရဲ့တငယ်ချင်းမိုးနေပွားရဟန်းကိုလက်ဆောင်ပေးခဲ့သည့်တင်ငန်းလိုပခတ်ပါလားဒီမှာ အပေါ်မှာအလေးနဲ့တခုလိုလိုအရေးလိုလိုအရာကိုမြင်၍မော်ကြည့်လိုက်တော့အခါဟာတငယ်ချင်းတငယ်ချင်းမိုးနေပွားမိုးနေပွားသူမြင်လိုက်ရသည်ကသူ့တငယ်ချင်းမိုးနေပွားသူအရန်ကိုဝမ်းသာသွားပြီးမိုးနေပွားရဟန်းကိုအော်ခေါ်လိုက်သည်ဒီနောက်မြမလူမျိုးများလို့ လက်အုပ်ချင်ပြလိုက်သောအခါလက်ကြီးနှစ်ဖက်ရှေ့ဆံပြန်ရောက်လာပြီးသူ့လက်အုပ်ချင်လက်ကိုကမ်း၍အားကုန်ဆွဲမြောက်တင်လိုက်ရာအလွန်အားကောင်းလှသောအချိန်နှင့်သူ့အပေါ်သို့ရောက်သွား၏အသိများအေးသွားရမှမျက်လုံးဖွင့်ကြည့်လိုက်သောအခါမြေကြီးပေါ်သို့ညင်သာစွာပြန်ကျလေ၏ဒီမှာပဲသူကျုံ့၍အော်လိုက်၏မမပါပါညီမလေးမိုးမိုးလေးပွားတငယ်ချင်းတငယ်ချင်းမိုးလေးပွားဟောဟောသူတတိယလာပြီတောင်တာ မြမြလာပါလူနာတတိပြန်လာပြီဒေါက်တာမူတူးရဲ့နားထဲမှာဝမ်းသာအားရပြောသံများကြားနေရ၏နှာခေါင်းထဲမှာအနံတမျိုးလဲရှားနေ၏ကိုမူတူးကိုမူတူးကိုမူတူးဟင်ဟင်မိုးနေပွားကိုမူတူးတတိပြန်ရပြီနော်ညလုံးကိုဖွင့်ပါဖွင့်ပြပါသူ့ညလုံးကိုဖွင့်ပြလိုက်သည်ဆရာဝန်များသူနာပြများကသူ့ကိုဝမ်းသာသောညလုံးများဖြင့်ဝမ်းကြည့်ပြုံးပြနေကြ၏တတိရပြီမဟုတ်လား ဟုတ်ကဲ့ကျွန်တော်ကျွန်တော်ကျွန်တော်ဘယ်ကိုရောက်နေခမရကောင်းမောက်ပြီးစေယုံကိုရောက်နေတာသတိလွင့်နေတာနှစ်ရက်ရှိပြီအခုမှခမရသတိပြန်ရလာတာခမရသိက္ကံကောင်းနေဆရာဆရာဘာလဲမို့တူဘာပြောချင်လို့လဲတက်တာတယ်မဟုတ်လားတက်တက်တာပါတယ်ဆရာကျွန်တော်တငယ်ချင်းကျွန်တော်တငယ်ချင်းမိုးနေပွားရောရင်မိုးနေပွားဟုတ်လားမိုးနေပွားတော့မသိဘူးအပြင်မှာခမရမိသားစုနဲ့ဘုံကြီးတပါဆောင်နေကြတယ်ဗျာဘုံကြီးတပါဟုတ်လားဆရာအဲ့ဒီဘုံကြီးကို ကျွန်တော်ကိုမြမြလေးခေါ်ပေးပါဗျာမြမြလေးခေါ်ပေးပါဒီမှာဆရာဝန်ကသူနာပြုတ်ဆရာမတယောက်ကိုပြောလိုက်ရင်မကြခင်အခန်းထဲသို့ဖုန်ကြီးတစ်ပါးကြောင်းဝင်လာခဲ့၏မူနီဘွားမူတူဝန်တာအာရအမိကိုခေါ်လိုက်၏တကားချင်းတကားကြီးတတိပြန်လာပြီနော်အေးအဲဟုတ်ကဲ့တငယ်ချင်းဟောအရှင်ဖေဟာဦးစင်းလေတကားကြီးကောင်းမောက်တဲ့တရင်ကြားတဲ့အချိန်ကစပြီး အပြင်ကနေမြစ်တာတော့နေ့စဉ်ရှုပင်းဆူတောင်းပင်မြစ်တာပို့တာလုပ်ပေးခဲ့ပါတယ်။နေကောင်းအောင်လေတခါကြီးဘာမှစိုးရိမ်ကြမရှိတော့ဘူး။ဟုတ်ဟုတ်ကဲ့ဦးစင်ဖျား။တငယ်ချင်းဖုန်ကြီးကမူတူးရဲ့လက်ကိုညှစ်ဆုပ်အားပေးရင်အင်ဒရီပြစ်ပြန်ကျသွားခဲ့လေသည်။ဇေယုံမှဆင်းသောအခါသူဦးစွာသူ့တငယ်ချင်းမိုးလေးပွားဖုန်ကြီးရှင်ရာကြောင့်တော့အရင်သွားရောက်ခဲ့ပြီးဝတ္ထုပစ္စည်းနဲ့စားဝတ်များပေးအပ်လာ၏။ဒီမှာသူကသူ့တတိလိမိမျောနေစဉ်ရောက်ခဲ့ကြုံရသည် အဖြစ်ဆန်းအဖြစ်ဆိုးများအကြောင်းကို လုံးစိတ်ပတ်စိတ်ပြန်ပြောလိုက်တော့အခါအဲ့ဒါတကားကြီးမှုသူငရဲပြည်ကိုရှောက်သွားခဲ့တာပဲခမငရဲပြည်ကိုရှောက်သွားခဲ့တာဘာဘာဖြစ်လို့လဲတကားကအာကုတူလုပ်ငန်းဖြစ်တဲ့ကျက်ငှက်စိတ်ဝတ်တွေတက်ပေါ်ရောင်းနေပါနာတိပါတာကံကိုကျူးလွန်နေတာကိုအဲ့ဒါကတင်ရောက်ရမယ့်နေရာကိုကြိုခေါ်ပြတာပဲဘလို့လဲကြောက်စရာပါလားဦးစင်းတင်အဲ့ညာကိုရောက်သွားမှအမှန်ပဲလားယင် အမှန်ကိုရောက်ပါပဲဦးစင်းလည်းဒီအကုသို့ဒူးစရိုက်အတတ်မွေးမှုရဲ့ပြည့်ရစံကြယ်ပုံများကိုကြောက်လို့သင်္ကန်းဝတ်ပြီးကုသိုလ်ဘဝကိုကျင့်ကြံခဲ့ရတာဝတ်တတဲ့အလုပ်ကိုဆက်လုပ်နေရင်တကာမူတူးရောက်ခဲ့တဲ့နေရာကိုကျုပ်လည်းကျင့်တည်သွားရမှာပဲကျောင်းစရာအလွန်ကောင်းတဲ့ဦးစင်းရဲ့ဒီအချိန်မှာဦးစင်းအမိကိုတာပြီးလက်အုပ်လည်းချီလိုက်ရောတူတူဆန်းဆန်းပဲသင်္ကန်းပတ်ခတ်တဲ့ညင်သာစာကြလို့ ဒါငါလက်ဆောင်ပေးတဲ့သင်ခန်းမှလာလို့တတိယဝန်တာချိန်မှာပဲအပေါ်ကိုပြန်ဆွဲတင်ခံလိုက်ရပြီးစိတ်ယုံမမှာတတိပြန်ရလာတာပဲတကားမှုတူပြောပါကူတော့တကားငရဲပြေကပြန်လာခဲ့ရပြီးတေရွာကပြန်ရှင်လာခဲ့ရတာဒီအဲ့ဒီသင်ခန်းကျေးဇူးတကိုးတော်တွေကြောင့်ပဲညာတိတ်နားမလဲဘူးကိုတော့ရှင်းပြပါအောင်တကားမှုတူဒီတငယ်ချင်းတန်ခါရဲ့မပြေဆုံးခြင်းဘဝကိုစာနာတနာပြီးသင်ခန်းတစုံဝယ်ပြီးလက်ဆောင်ပေးတဲ့ကုသိုလ်အကျိုးကြောင့် ငရဲပြည်ကပြန်လွတ်လာတာပြီးတော့တန်ဃာကိုတရိယာလက်အုပ်ချလိုက်လို့လဲပါတယ်။ဒါတော့တငယ်ချင်းတကောင်မှုတို့ကဘာသာချမို့ယဟန်တန်ဃာကိုလက်ဆောင်ပေးရလို့ဆိုတာကို အကယ်လို့များယဟန်တန်ဃာကိုပေးလူတယ်လို့များမှတ်ယူလိုက်ရင်သင်ရင်နတ်ပြည်၆ထက်တထက်ထက်ကိုတနေ့ရောက်ရောဗျ။ဟင်းယဟန်တန်ဃာကိုသင်ငန်းလူတယ်လို့မှတ်ယူလိုက်ရင်ကောင်းမွန်တဲ့ဘုံကိုရောက်ရောဟုတ်လားကိုရောသိဟုတ်တာပေါ့တကောင်မှုတို့ရဲ့။ဘုန်းကြီးတို့ဗုဒ္ဓဘာသာမှာဖယားရှင်ကိုရှင်းမှလို့ဖြစ်စဉ် ယဟန်တန်ငါကိုကိုတိလက်ရောက်သင်္ကန်းပရိခရာဝတ္ထုစုံခဲဝယ်ဘောစဉ်ចောင်းများလှူရန်ခဲ့သည်ရှိသောအဲ့ဒီလူသည်အာကုတုအမှုများပေါ်ပြီးအပြစ်မှလွတ်ချင်ရောက်သည်နှင့်မြင့်မြတ်တရားကောင်းမွန်နှလုံးပြုံမွေးဝယ်နှက်ပြီးကို အရောက်ခံစားဆန်းစားရရောတခါကြီးဒီမှာပဲမူတူသည်ဝမ်းသာရှင်လန်းသွားပြီးဖြစ်နိုင်ပါရဲ့ကိုရောတိတ်ကိုဖြစ်နိုင်ပါရဲ့ကျွန်တော်ငရဲပြည့်ကိုတကယ်ရောက်ခဲ့တာပါဒါဒါသင်္ကန်းတကုန်းနဲ့ တန်ငါကိုသတိတရပူဇော်မိတဲ့အတိုးကြောင့်ဆိုတာလက်တွေ့ယုံကြည်ပါရဲကိုရောဒီမှာတငယ်ချင်းအဲအဲကိုရော ပြောပါတကားကြီးကျွန်တော်အဲတပည့်တော်ရဲ့သင်္ကန်းလက်ဆောင်ကိုလှူရမ်းတယ်လို့မှတ်ပါဗျာဘုန်းကြီးလက်ခံကလေးကအဲ့ဒီလိုမှတ်ယူပြီးလက်ခံလို့တာရုခေါ်ခဲ့တာပါတကားကြီးရဲ့အရှင်ဗျာပြောနောင်လဲတပည့်တော်တပည့်တော်လှူရမ်းမအောင်မယ်ဗျာအိုးတာဒုတာဒုတာဒုကောင်းလေစကောင်းလေစတကားချင်း ဖြစ်နိုင်ရင်အာကုတ္တအလုံများကိုစွန်ပြီးတမအာဇီဝအလုံများကို ပြောင်းလုပ်ပါလားတခါကြီးရဲ့ဟမ်မှန်ပါစဉ်းစားဆုံးဖြတ်ပြီးပါပြီအရင်အနည်းလမ်းရှိနေပြီဗျာဒီကပြန်ရင်စက်ငှက်ဆိုင်ကိုဖြုတ်ပြီးပုံကြောင်ဆိုင်ကြီးပဲဖွင့်ပြီးရသမျှလူပါတော့မယ်ဗျာတာဒုတာဒုတာဒုတခါကြီးငူတူးဤအိမ်အပြန်လန်းသည်စိမ့်ဆူနူးတင်နေ၏သူ့မျက်လုံးထဲမှာသွေးတန်ရရဲ့အသားဆိုင်များပြောင်း၍ပုံစုံဆိုင်လေးပေါ်လာ၏ဒါနှင့်အတူ တငယ်ချင်းယဟန်ဤជីညိုလေးစားတန့်စင်သောမျက်နှာလဲပေါ်လာခဲ့၏ဒီမှာသူအတီတရားတစ်ခုကိုရာလိုက်သည် လိုအပ်သောရှင်လူယဟန်ထံမုံမြန့်တန့်စင်သော အလိုပစ္စည်းကိုလူရမှာဘသူကိုလူလူလူရတဲ့ဌာနသည် လူသူတို့ကိုအကျိုးမရောလန်ငင်းအကျိုးပေး၏တန်တရားမှလည်းအကျိုးပေး၏ငရဲမှလည်းလွမြောက်၏အဲ့ဒီလူရမှုကိုတွန့်တူခဲ့ရဲ့ဝန်တူခဲ့ကြလင်းသာငရဲတို့တလန်းသွားဆိုတာကို ဟုတ်ကဲ့ပါရှင် ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိုက်မယ်လို့မျှော်လင့်မိပါတယ်။အများရန်ကြည်လို့မျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လေးနှိပ်ပြီးမိနာက notification လေးကိုလည်းနှိပ်ထားပေးဖို့အတွက်တောင်းဆိုပါရစေရှင်။နားဆင်အားပေးကြတဲ့ပရိသတ်တို့အူတရားချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရစေ။